အားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ Linux ကိုစပြီးတော့ data ပါပါတယ်ဆိုတော့ကျွန်တော်တို့ဒီဆိုတော့ CS 100 100 days challenge ပေါ့နော်ကျွန်တော်ဟိုရက်တရစာမှာကျွန်တော်ဒီ cost တွေအကုန်လုံးကိုကျွန်တော် overall အာ cover ပြအောင်သင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော် Linux ကိုစပြီးတော့ data ပါမယ်နော်ဆိုတော့ဒါတော့ကျွန်တော်တို့အာလိုရင်းကိုပဲကျွန်တော်တို့မြန်မြန်သွားလိုက်မှာပေါ့နော်ဆိုတော့ okay အဲ့တော့ Linux ပေါ့နော်ကျွန်တော်တို့ပထမဆုံး session အနေနဲ့ကျွန်တော် Linux အကြောင်းသင်တယ်ဆိုတော့ set up လုပ်မယ် installation တွေလုပ်ပါမယ်ဆိုတော့ serial and installation မလုပ်ခင်မှာကျွန်တော်တို့ဒီ linux ကိုဟိုကျွန်တော်တို့ဘယ်နေရာတွေမှာသုံးတာလဲဆိုတာကိုကျွန်တော်ပြောပြပါမယ်နောက်ပြီးရင်ကျွန်တော်တို့ဘယ်လိုသုံးတာလဲဆိုရဲအကြောင်းအရာကိုပြောပြပါနော်ဆိုတော့ကျွန်တော်ကဒီ course မှာဟိုဒီ linux ကဘယ်လိုဖြစ်လာတာလဲလို့ဘာကြောင့်သုံးတာလဲလို့အာဘယ်ကနေပြီးဘယ်လိုဖြစ်လာတာလို့ဆိုတော့အဲ့လိုအကြောင်းအရာတွေကိုကျွန်တော်ကဟိုသင်ပေးနေမှာမဟုတ်တော့ဘဲနဲ့ဘယ်နေရာတွေမှာသုံးတာလဲအဓိကကကိုကဘယ်နေရာတွေမှာသုံးတာလဲဆိုတာကိုမြင်ပြီးဆိုရင် အာတုံးကျင်စိတ်လေးဖြစ်လာမယ်အာအတုံးဘလို့အတုံးဝင်လဲဆိုတော့သိလာပြီးတော့ကိုယ်တိုင်ကမြင်လာမယ်ပေါ့နော်ဒီအကြောင်းအရာပေါ်မှာစိတ်ဝင်စားလာမယ်ဒါကြောင့်မို့လို့ကျွန်တော်ကဒီ course တစ်ခုလုံးမှာကျွန်တော်သင်ပေးမယ်ဒီအကြောင်းအရာတွေအကုန်လုံးကိုကျွန်တော်ကဒီအကြောင်းအရာတွေအကုန်လုံးကိုပေါ့နော်ကျွန်တော်ကဒီအာ where we use ပေါ့နော်ဆိုတော့ဘယ်နေရာမှာသုံးတာလေး how to use ရဲ့အဲ့ဒီနီလာနှစ်ခုပဲကျွန်တော်အဓိက target ထားပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကဲပထမဆုံးအနေနဲ့ကျွန်တော်ဒီ language ကိုဘယ်နေရာဒီမှာသုံးတာလဲဆိုတာကို အာအယုံဆုံးကျွန်တော်ပြောပြပေးပါမယ်ပေါ့နော်အာကျွန်တော်တို့ဒီ Dennis ကိုကျွန်တော်တို့အာဘယ်လိုဘယ်ဘာကြောင့်တုံးတာလဲလို့နော် Dennis ရဲ့အတုံးဝင်ပုံနော်စသဖြင့်တော့အာကျွန်တော်တို့ဖတ်ချင်တယ်ဆိုရင်တော့ကျွန်တော်ဒီကျွန်တော်ရဲ့ Facebook မှာအာတင်ထားပြီးသားရှိရပေါ့နော်ဆိုတော့အဲ့ဒီမှာတစ်ချက်ရှားပြီးတော့ဖတ်ကြည့်ပေါ့နော် Okay ဆိုတော့ဒီထဲမှာကျွန်တော်ရဲ့ဒီအာ Facebook စာမျက်နှာမှာအာတင်ထားရှိပါတယ်နော်ဆိုတော့ဟို link နဲ့ပတ်သက်ပြီးတော့ကျွန်တော်တင်ထားရှိပါတယ်အဲ့ဒီမှာနော် lineage ကိုကျွမ်းကျင်အောင်ဘယ်လိုသုံးမလဲလို့နော်ဆိုတော့ဘာကြီးလေ့လာသင်လဲလို့နော်ဒါကြီးကျွန်တော်သင်ပေးထားပါတယ်။ Okay ဆိုတော့ဒီ course မှာတော့ကျွန်တော်ဆိုတော့အဓိကကျွန်တော်ရဲ့ target ဖြစ်တဲ့အကြောင်းအရာနှစ်ခုပဲတော့ပါမယ်နော်။ Okay ဆိုတော့ lineage ကိုဟိုဘယ်နေရာမှာသုံးလဲပေါ့။ဘယ်နေရာမှာသုံးလဲဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော် lineage ကို server မှာသုံးပါတယ်နော်။ server ဆိုတာကကျွန်တော်တို့ဒီ web server ပေါ့နော် Google တို့ Facebook တို့နော် Wikipedia တို့စသဖြင့်ပေါ့နော်။ဆိုတော့ website တွေမှာကျွန်တော်တို့ဆိုတော့ lineage ကိုသုံးပါတယ်နော်။ ဒင်းနစ်ကဟိုပြောရရင်ဆာဗာတွေနဲ့တကယ်အကြီးကြီးအလုပ်လုပ်ငန်းအကြီးကြီးလုပ်ပြီဆိုရင်ဒင်းနစ်ကနောက်ွယ်မှာ run ပါပဲပေါ့နော်ဆိုတော့ပြီးတော့ကျွန်တော်တို့ what's what's our vibe ပေါ့နော်ဆိုတော့ apache တို့ engine age တို့နော်ဆိုတော့စသဖြင့်အဲ့လို what's our vibe မှာကျွန်တော်တို့ပါလုပ်လဲဆိုတော့ဒီ linux ကကောင်းကောင်းကြီးအလုပ်လုပ်တယ်ဆိုတော့ဟိုသူ့ကိုတုံးတုံးရင်ပို့ပြီးတော့ ကောင်းတယ်ပေါ့နော်ဆိုတော့ဒါကြောင့်မလို့တော့မှာဆိုတော့နောက်ပြီး database server server ကြီးပေါ့နော်ဆိုတော့ဒါတွေကတော့ခုမှ beginner ရောက်တီးအောင်မှာမဟုတ်ဘူးနောက်ကျရင်တော့ဒါလေးကိုဟိုမြင်ဘူးတွေ့ဘူးလာရင်တည်လာပါလိမ့်မယ်နော်ကျွန်တော်ရဲ့ course တဲ့မှာဒီ MySQL တို့ဘာကိုကျွန်တော်ထည့်ပြီးတော့သင်ပေးထားပါတယ်နော်ဆိုတော့ဒါဆိုရင်ကျွန်တော်ရဲ့ဒီနောက် course ရဲ့ဒီအလဲလောက်ပေါ့နော်အလဲအလဲ၃ပုံပုံ၂ပုံကျော်တော့ရရင်ဒီမှာကျွန်တော်အာဒီဒီကောင်လေးကိုသင်ပေးမှာပေါ့နော် MySQL လေးကိုသင်ပေးမှာပေါ့နော်ဆိုတော့ okay ဆိုတော့အဲ့ဒီလိုမျိုးအဲ့ဒီအချင်းကြရင်တော့ ိလာမြင်လာပါလိမ့်မယ်နော်ဆိုတော့ဒုတိယအနေနဲ့ကျွန်တော်တို့ဘာဖြစ်တယ်ဆိုတော့ database server တွေမှာသုံးပါနောက်တစ်ခုကတော့ကျွန်တော် application server တွေမှာသုံး application server ဆိုတော့ဘာဘာကြီးလဲဆိုတော့ကျွန်တော်တို့ဒီ Google Cloud Azure AWS တို့ပေါ့နော် cloud cloud platform cloud platform ဆိုတော့ဘာလဲဆိုတော့ကျွန်တော်ဒီ data storage လုပ်တဲ့ cloud ပေါ့ဥပမာအမြင်သာဆုံးပြောရရင်ဥပမာကျွန်တော် Google Drive တို့ပါလို့မျိုးပေါ့နော် Google Drive ကတော့ဟိုကျွန်တော်တို့ software as a service ပေါ့နော်ဆိုတော့အဲ့လိုမျိုးအပိုင်းဖြစ်သွားတယ် cloud cloud platform တွေကတော့ အဲ့လေပို့ပြီးတော့ level ပို့မြင့်တယ်ပို့ပြီးထင်းချုံနိုင်လွဲမြင့်တယ်ပေါ့နော်အဲ့လိုအစိတ်ပိုင်းတွေမှာလည်းကျွန်တော်တို့ကဒီ AWS တို့ Google Cloud တို့မှာလည်းဒီ application server တွေမှာလည်းကျွန်တော်တို့က၃ပိုင်းနော်ကျွန်တော်အဲ့မှာကျွန်တော်တို့ container တွေဒီ application enterprise application တွေ container တွေเนาะ container container နည်းပညာတွေဖြစ်တဲ့ docker တို့ kubernetes တို့မှာလည်းကျွန်တော်တို့အ Linux server တွေနဲ့တွဲတွဲဖက်ပြီးတော့လုပ်လုပ်တယ်ပေါ့เนาะဆိုတော့နောက်ပြီး email server တွေ file server တွေစသဖြင့်ပေါ့ဒီဟာတွေအကုန်လုံးကိုကျွန်တော်တို့က ် lineage နဲ့အခြေခံပြီးတော့အလုပ်လုပ်ပါ okay ဆိုတော့ကျွန်တော်တို့နောက်တစ်ခုကဘာမှသုံးလဲဆိုတော့ကျွန်တော်တို့ဒီ desktop computer တွေမှာသုံးပါတယ်နော်ဆိုတော့ကျွန်တော်တို့ဟာကျွန်တော်တို့ဥပမာကျွန်တော်တို့သုံးနေတဲ့ computer ကဥပမာ specification အရင်နည်းတယ်ပေါ့ဥပမာဥပမာကျွန်တော်သုံးတဲ့ computer ကဥပမာ i5 လောက်ပဲရှိမယ်နော် ram ကဥပမာ8လောက်ပဲရှိတယ်4လောက်ပဲရှိတယ်ပေါ့ကိုကိုကိုရဲ့ computer နည်းနည်းလေးပေါ့နော်ဆိုတော့သိပြီးတော့အရင်မကောင်းဘူးဒါပေမဲ့အဲကိုကအကြောင်းရင်းတစ်ခုခုအတွက်သုံးကြတယ်ပေါ့နော်ဆိုတော့ဥပမာ server တစ်ခုထားခြင်းနဲ့ data data storage လိုမျိုးလုပ်ခြင်းနဲ့ဥပမာ web server တစ်ခုလုပ်ထားခြင်းနဲ့ပေါ့နော်ဟိုနီလန်တစ်ခုခုနဲ့အသုံးချထားခြင်းနဲ့ဆိုရင်အာကျွန်တော်တို့ကဒီ lineage ကိုတင်ပြီးတော့သုံးလိုက်လို့ရတယ်နောက်တစ်ခုကပုံမှန်ကိုကပေါ့ပါပါအလုပ်လေးတွေလုပ်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်တို့ကဒီ lineage ကိုတင်ပြီးတော့အလုပ်တွေလုပ်လိုက်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့ဒီ lineage ကိုသုံးသုံးနိုင်ခြင်းအပြင်ဘာဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ computer က ဟိုပုံမှန်အားဖြင့် performance မကောင်းတဲ့ကွန်ပျူတာပေါ့နော်ဆိုတော့အဲ့လိုကွန်ပျူတာတွေမှာကျွန်တော်တို့ဟာဒီလိုနီးပညာတွေကိုသုံးချပြီးတော့ဟိုကျွန်တော် smooth ဖြစ်အောင် run လုပ်ရတယ်ပေါ့နော်ဆိုတော့ဒါကကျွန်တော် desktop တွေကွန်ပျူတာတွေမှာဒါ linux ကိုသုံးတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ course မှာလည်းကျွန်တော်က desktop တွေကွန်ပျူတာတွေမှာဘယ်လိုသုံးလဲဆိုတော့အဓိကထားပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ် server တွေဘိုင်းမှာသင်တာကကျတော့နောက် level တစ်ခုရောက်သွားပြီဆိုတော့ကျွန်တော်ဒီ course မှာသင်ပေးလို့မရနော် okay ဆိုတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ပါလဲဆိုတော့ကျွန်တော်တို့နောက်တစ်ခုကကျတော့အာကျွန်တော်တို့ အာမိုဘိုင်းနဲ့ဒီကကျွန်တော်တို့မိုဘိုင်းဖုန်းတွေမှာလည်းကျွန်တော်တို့သုံးတယ်ပြီးတော့ကျွန်တော်တို့အာ embedded စနစ်တွေမှာသုံးတယ်ပေါ့နော်ဆိုတော့မိုဘိုင်းဖုန်းဆိုတော့ကျွန်တော်တို့ရဲ့ဒီ Android ဖုန်းတွေဆိုတာကတကယ်တမ်းဆို Lineage ကိုအခြေခံထားပါပေါ့နော် Lineage kernel ကိုကျွန်တော်တို့အခြေခံပြီးတော့တိဆောက်ထားတာဖြစ်ပါတယ်အာပြီးတော့ကျွန်တော်တို့ smart TV တွေပေါ့ဥပမာကျွန်တော်တို့အိမ်မှာရှိတဲ့ကျွန်တော်တို့ Google TV တို့ပေါ့နော်ဆိုတော့အဲ့လိုမျိုး TV တွေကလည်းကျွန်တော်တို့ Lineage ကိုအခြေခံပြီးတော့အာကျွန်တော် OS တွေ operating system တွေကိုကျွန်တော်တို့ပြန်ပြီးတော့ရေးဆွဲထားတာဖြစ်ပါတယ် ဆိုတော့နောက်တစ်ခုကကျ router တွေပေါ့နော် router ဆိုတာကကျွန်တော်တို့အိမ်မှာသုံးနေတဲ့ wifi router တို့အဲအဲ့လို device တွေကလည်း network device တွေပေါ့နော် router တွေပြီးရင်ကျွန်တော် switch တွေပေါ့နော်ဆိုတော့ switch တို့ router တို့ကတော့ကျွန်တော်တို့အာပုံမှန်လူတယောက်အနေနဲ့ရင်းနှီးမှထင်ပါတယ်ကိုယ့်အိမ်မှာ wifi set တွေပါတက်ပူးတဲ့သူဆိုရင်ဒီဒီအသုံးနှုန်းလေးရောသိမှထင်ပါတယ်နော်ဆိုတော့တကယ်လက်တွေ့မှာလည်းအဲ့ဒီ call wall ကိုပဲအဲပြောတာဖြစ်ပါတယ်နော် okay ဆိုတော့နံပါတ်3အနေနဲ့ကတော့ကျွန်တော်တို့ဒီ mobile phone တွေမှာသုံးတဲ့ smart smart device တွေပေါ့နော်ဆိုတော့ အာကျွန်တော်အဓိက TV တွေပါအဓိကထားသုံးတယ်ပေါ့နော်နောက်တစ်ခုကကျွန်တော် router တွေ switch တွေမှာသုံးတယ်ပေါ့နော် okay ဆိုတော့နောက်တစ်ခုကကျွန်တော် super computer တွေမှာသုံးတယ် super computer ဆိုတာကကျတော့ကျွန်တော်တို့အာကျွန်တော်ပုံမှန်သုံးနေတဲ့ကျွန်တော်တို့ computer ထက်အရန်ကို performance အရန်ကောင်းတယ်ပေါ့နော်အစာပေါင်းထောင်ပေါင်းတောင်ပေါင်းတန်ပေါင်းများဆိုတော့ performance ကောင်းတဲ့ computer တွေမှာလည်းကျွန်တော်တို့က linux ကိုသုံးတယ်ပေါ့နော် okay so နောက်တစ်ခုကကျွန်တော်ပမာသုံးလဲဆိုတော့ cloud computing ဆိုတော့ကျွန်တော်အရှိမှာပြောပြခဲ့တဲ့ Google Cloud တို့ Azure တို့ AWS တို့အဲ့လိုနည်းပညာတွေမှာလည်းကျွန်တော် Google Cloud နည်းပညာတွေမှာလည်းကျွန်တော်တို့ကအဲ့ဟိုကိုယ်က cloud ဖြစ်တယ် sorry cloud community နည်းပညာတွေမှာလည်းကျွန်တော်တို့က linux ကိုသုံးပါ linux ပေါ်မှာတင်ပြီးတော့အလုပ်လုပ်တာကပို့ပြီးတော့အဆင်ပြေရပေါ့နော်အဲ့တော့က devops devops ဆိုတာကတော့ကျွန်တော်တို့ဒီအာနည်းပညာနဲ့ပတ်သက်တဲ့အလုပ်တွေကိုအာစီမံခန့်ခွဲတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်အဲ့ဒီနည်းပညာတွေမှာလည်းကျွန်တော်တို့ကဆိုတော့ဘာလို့သုံးတယ်လဲဆိုတော့ကျွန်တော်တို့ကအာဒီ linux ကိုသုံးပါ